ားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုမှာပြောပြပေးမှာကတော့ BPay account နဲ့ Mobile Legion Diamond ဘလို့ဝယ်လဲဆိုတဲ့ဟာလေးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာ Mobile Legion Diamond တစ်မျိုးတည်းမဟုတ်ပဲပက်ကြီးဆိုတဲ့လူတွေဆိုရင်လည်းဒီနီလန်အတိုင်းလေးဝယ်လို့ရပါတယ်ဂိမ်းမဆိုတဲ့လူတွေကတော့တခြားဒီ Telegram Premium ဝယ်တာပဲဖြစ်ဖြစ်တခြား application တွေမှာသုံးတာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့ဒီအတွက် ိုသုံးမဲ့ application မှာ Google Payment ရတယ်ဆိုလို့ရှိရင်ခုကျွန်တော်လုပ်ပြတဲ့နေလန်လေးတိုင်းဝယ်လို့ရတယ်လို့တချို့ application တွေ website တွေမှာဆိုလို့ရှိရင် PayPay တိုက်ရိုက်ချိန်ပြီးတော့ငွေချေလို့ရတယ်ပေါ့နော်အဲ့လိုနေရာမျိုးမှာတော့ PayPay account နဲ့တိုက်ရိုက်ချိန်ပြီးတော့ငွေချေအဲ PayPay တိုက်ရိုက်ချိန်လို့မရဘဲနဲ့ဒီ Google Payment မှာရတဲ့နေရာမျိုးဆိုရင်တော့အခုကျွန်တော်ဒီလုပ်ပြတဲ့နေလန်လေးအတိုင်းလုတ်ပြီးတော့ငွေချေလို့ရပါတယ်ကိုလိုချင်တာလေးဝယ်လို့ရတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့တွေကဒီ PayPay အကောင့်ကိုတော်တော်များများကကျွန်တော်တို့ PayPay ဒေါ်လာရှာတဲ့ခေတ်ကြီးကနေအဲကျွန်တော်တို့ PayPay ဒေါ်လာလေးထုတ်မယ်ပြီးရင်ကိုယ့်ရဲ့အကောင့်လေးကိုထည့်မယ်ပြီးရင်အဲ့ PayPay အကောင့်ကြီးကနေတခြားဒီ PayPay ဒေါ်လာဝင်တဲ့လူစီကိုရောင်းမယ် ဒီလိုမျိုးလောက်ပဲကျွန်တော်တို့အသုံးပြုနေတာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီကိုမှရှိတဲ့ပြီးပေအကောင့်ကိုအကောင့်ထဲမှာရှိတဲ့ဒေါ်လာတွေပေါ့နော်သွားမရောမဲနဲ့ကိုကဂိမ်းသမားဆိုခဲ့ရင်ကိုစုံးနေတဲ့ဂိမ်းကအင်ဂိမ်းအိုက်တမ်တွေဒိုင်မွန်တွေကိုဒီလိုဝယ်လို့ရတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်လှုပ်ပြခြင်းတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်လှုပ်ပြပေးတာပါ ဒါလည်းဂိမ်းသမားတွေအတွက်အဲကျွန်တော်တို့ free ကုန်စင်နီနောက်တနည်းလို့ပြောလို့ရတယ်ဗောနော်။ဘာလို့လဲဆို ကျွန်တော်တို့ပေးပေဒေါ်လာတွေကိုကျွန်တော်တို့ကပေးပေဒေါ်လာရှာတဲ့ဂိမ်းတွေကနေသွားပြီးတော့ထုတ်မယ်။ဆော့ပြီးတော့ကျွန်တော်တို့ပေးပေဒေါ်လာရှာပြီးထုတ်လာမယ်။ထုတ်လာပြီးကျွန်တော်တို့ပေးပေအကောင့်တွေရပြီဆိုရင် ကျွန်တော်တို့ကအပေါ်ပြီးတော့ဒီထဲမှာကိုလိုချင်တဲ့ဒီအင်ဂိမ်းအိုက်တမ်တွေဒိုင်မွန်တွေအဲဒါမျိုးတွေဝယ်လို့ရမယ်။ကုန်စင်တာပဲဗောနော်။အဲ့တော့ကျွန်တော်တို့ကအပြင်ကနေကျွန်တော်တို့ဒီ ကိုယ့်ရဲ့ကိုယ်ပိုင်ပတ်စံတွေထည့်စရာမလိုဘူး။ online ပေါ်မှာနေပဲရှာ online ပေါ်မှာနေပဲပြန်သုံးလိုက်တယ်။ဒါမျိုးပေါ့နော်။အဲအဲ့လိုလေးလက်ပတ်ပြီးသုံးကြည့်စေချင်တာပေါ့နော်။ ကဲဟုတ်ပြီဒီလိုလို့ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှဘာလိုအပ်လဲဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ပေးပေးအကောင့်လိုအပ်မယ်အဲ့ဒီပေးပေးအကောင့်မှာကျွန်တော်တို့က visa ကက် verify ဖြစ်ပြီးသား visa ကက်ချိန်ပြီးသားဖြစ်ရမယ်ပေါ့နော်အဲဒါလေးတော့လိုအပ်မယ်အဲ့လိုပေးပေးအကောင့်ရှိပြီဆိုရင်နောက်တစ်ဆင့်အနေနဲ့ကကျွန်တော်တို့ဒီ play store ပေါ့နော်အဲဒီ play store နဲ့ပတ်သက်ပြီးလဲကျွန်တော်အရှိမကျွန်တော်ဗီဒီယိုတွေအများကြီးတင်ပေးထားဘူးတယ်အဲ့တော့ဒီကိုယ့်ရဲ့ play store က US region ဖြစ်ရမယ်ကိုယ့်ရဲ့ play အဲ sorry ကိုရဲ့ PayPal အကောင့်ကလည်း US PayPal အကောင့်ဖြည့်ရမယ်ပေါ့နော်အဲအဲ့ဒါမှနိုင်ငံတူ region တူနေမှကျွန်တော်တို့ချိန်လို့အဆင်ပြေမှာပါအဲ့တော့ကိုက PayPal US အကောင့်ရှိပြီးအဲကိုရဲ့ Play Store အကောင့်ကိုလည်း US region ပြောင်းထားပြီးပြီဆိုရင်ကျွန်တော်တို့ကဒီ Play Store မှာကိုရဲ့ PayPal အကောင့်နဲ့တွဲပြီးတော့ချိန်လိုက်ရုံပါပဲ အဲ့လိုချိန်တားလည်းမခက်ပါဘူးကိုယ့်ရဲ့ Play Store profile လေးကိုနှိပ်လိုက်ပြီးရင်အောက်မှာ payment subscription ဆိုတာရှိတယ်အဲ့ဒီ payment subscription နေရာမှာကျွန်တော်တို့ payment method ကိုရွေးမယ်ပေါ့နော် အဲ့ဒီမှာမှကျွန်တော်တို့ကဒီပြီးပြည့်နဲ့ချိန်ရမယ်ကျွန်တော်ကတော့ဒီမှာချိန်ပြီးသားဖြစ်နေတဲ့အတွက်အဲ့ဒါကိုတော့ကျွန်တော်ချိန်တာထပ်ပြီးတော့မပြတော့ဘူးပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့ဒီပြီးပြည့်အကောင့်လေးကိုထည့်ပြလိုက်ရင်လုံးဝဝင်ပြလိုက်ရပါပြီဗျာဒါဆိုရင်ကျွန်တော်တို့ဒီ please do နဲ့ကျွန်တော်တို့ paypay account နဲ့ချိန်ပြီးသွားပြီပေါ့နော်အဲ့လိုချိန်ပြီးသွားပြီဆိုရင်တော့အခုကျွန်တော်နောက်ပိုင်းဒီမှာကျွန်တော် mobile legend ကိုကျွန်တော်အစမ်းဝေပြပေးပါမယ်အဲ့တော့ဒီနေရာမှာတကူးတတိထားမှာအဲကျွန်တော်ဒီ ဗီဒီယိုမတိုင်ခင်အရှိမှလည်းကျွန်တော်တပုတ်တင်ပေးထားဘူးလေပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ mobile legion ကအခုနောက်ပိုင်းမှာသူဗာရှင်း2မျိုးပြောင်းသွားတယ်ကျွန်တော်တို့ US တမားတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က US version တက်တက်ထွက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအခုကျွန်တော်ရဲ့ဒီ Play Store အကောင့်က US region ဖြစ်တဲ့အတွက်ကျွန်တော်ကဒီဝယ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ US version ကိုထည့်ရပါမယ်ထည့်ပြီးတော့ကျွန်တော်တို့ကဒီမှာ US VPN ခံခံပြီးတော့ကျွန်တော်တို့ဒီ game တွေကို ွားပြီးတော့ဝယ်ရမှာပေါ့နော်အဲ့ဒီဗီဒီယိုအကြောင်းလေးကိုလည်းကျွန်တော်ရှင်းမှာတင်ပေးထားတယ်အဲ့ဒီဗီဒီယိုလေးကိုတခြားလေးပြန်တော့ကြည့်လို့ရပါတယ် VPN ကလည်းကျွန်တော်တို့ကိုဖုန်းနဲ့အဆင်ပြေတဲ့ VPN ကိုသုံးလို့ရပါတယ်ကျွန်တော်တို့ဒီမှာ Thunder VPN ကိုသုံးပြီးတော့ကျွန်တော်ဒီ US version နဲ့မှဝင်ပြီးတော့ကျွန်တော် Mobile Legion Diamond ကိုပြပေးနေကျွန်တော်ဝင်ပြပါမယ် ုဆိုရင်တော့ကျွန်တော်အင်ကိန်းလေးကိုရောက်ပြီးအဲတော့ကျွန်တော်တို့ကဒိုင်မွန်ဝင်မယ်ဆိုတော့ကျွန်တော်တို့ဒိုင်မွန်ရှော့လေးကိုသွားမယ်ဒီမှာဒိုင်မွန်ကိုကျွန်တော်ကတော့ဒီ1ဒေါ်လာပေါ့နော်ဒိုင်မွန်50ပဲကျွန်တော်ဝယ်ပြမယ်အဲဂျန်နဲ့ဟာကြီးတော့ကျွန်တော်ဝယ်မပြတော့ဘူးပေါ့နော်ဘာလို့လဲဆိုကျွန်တော်ရဲ့ PayPal account ထဲမှာကကျွန်တော်က5ဒေါ်လာပဲရှိတာမဟုတ်လို့ပါအဲဒါကြောင့်ကျွန်တော် ဒီ1ဒေါ်လာကိုပဲဝယ်ပြမယ်ဒီမှာကိုကမဝယ်ခင်မို့နော်ကိုတကူဝယ်တော့မယ်ဆိုရင်ဒီ diamond တွေကိုနှိမ့်လိုက်နှိမ့်ပြီးသွားရင်ဒီ google payment တက်လာပြီဆိုရင်အခွန်ပါမပါဘောနော်ဒီအောင်းနာမှာအခွန်ပါမပါကိုတိကျစစ်ပါစစ်ပြီးတော့မှကျွန်တော်တို့ကဝယ်ပုံနော် အဲ့တော့ကျွန်တော်ဒီမှာဝယ်လို့ရတဲ့ဟာကျွန်တော်လိုက်ကြည့်ရကြည့်ပြီးတော့နောက်ဆုံးတော့လည်းကျွန်တော်တိုင်မုံ90ဟောက်ပဲဝယ်မယ်ပေါ့နော်အဲ့တော့ဝယ်မယ်ဆိုလို့ရှိရင်ဒီမှာတိုင်မုံ90ကိုလည်းကျွန်တော်အခွန်ပါမပါတစ်ချက်ပြန်ပြီးစစ်ကြည့်ရမရှိဘူးပေါ့နော်0.99ပဲကျွန်တော်ပေးရမယ်အဲ့တော့ကိုယ့်ရဲ့ဒီ PayPal အကောင့်ကိုယူရမယ်ပေါ့နော်ကိုယ်မှာဒီ Play Store မှာ Visa တွေပါညာချိန်ရတယ်ဆိုရင်တော့ကိုယ့်ရဲ့ PayPal အကောင့်ကိုယူရမယ်ကျွန်တော်ကတော့ဒီမှာ Visa တွေချိန်ရတာဖြစ်တဲ့အတွက်ကျွန်တော် PayPal အကောင့်နဲ့ပြောင်းနေရပေါ့နော် ခုဆိုရင်တော့ကျွန်တော်ငွေချေဖို့အတွက်ကိုကျွန်တော်ရဲ့ PayPal အကောင့်ကိုကျွန်တော်ယူပြီးသွားပြီအဲ့တော့ကျွန်တော်ဝယ်ယူမယ်ကျွန်တော်လည်းဝယ်မယ်ဆိုရင်တော့အောက်က1 test buy ဆိုတဲ့ဟောင်းနှိမ့်လိုက်ရုံပါပဲအဲ့တော့ကျွန်တော်နှိပ်ပြီးတော့ဒီတိုင်းမုံ90ကိုကျွန်တော်ဝယ်ပြပါမယ် ီလိုလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်တို့ဝေတာအောင်မြင်သွားပြီပေါ့နော်ဒီနေရာမှာခင်ဗျားတို့သတိထားမိလားမသိဘူးဒီ play point လုံနေတဲ့လူတွေပေါ့နော်အခုလိုမျိုးကျွန်တော်တို့ကဒီလိုဝေလိုက်ပြီဆိုရင်ကျွန်တော်တို့က play point လေးပြန်ရတယ်အဲ့တော့ကျွန်တော်တို့က play point တွေဒီလိုမျိုးဝေတာများလာရင် ပွင့်နေများလာတဲ့အခါကျရင်အဲ့ပလီပွင့်ုံနဲ့တကဒေါ်လာထက်လဲလဲပြီးတော့ကျွန်တော်တို့ကထပ်ပြီးတော့ဒီ Mobile Legend ဒီ in game diamond တွေ item တွေကိုကျွန်တော်ထပ်ပြီး free ကုန်ထပ်စင်လို့ရပါတယ်အဲ့နှစ်ချက်ပေါ့နော်ကျွန်တော်နှစ်ခါကုန်စင်လို့ရသွားတယ်ပေါ့ အခုဆိုရင်တော့ကျွန်တော်ဝေထားတဲ့ diamond 50ရမရောက်သေးဘူးပေါ့နော်ကျွန်တော်မှာက diamond ကအရင်ရှိတာ၃လုံးပဲရှိတယ်အခုကျွန်တော်ဝေထားတဲ့ diamond 50ရမရောက်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော် VPN က line မကောင်းတာဖြစ်လို့ပေါ့နော်အဲဒါကြောင့်ကျွန်တော်ခဏစောင့်ကြည့်လိုက်မယ် ကဲခုနကျွန်တော်ပေးပေးနဲ့ဝယ်ထားတဲ့ဒိုင်မွန်50အခုဆိုရင်တော့ကျွန်တော်ရဲ့အကောင့်လေးကိုရောက်လာပါပြီအခုဆိုရင်ကျွန်တော်ရဲ့ဒိုင်မွန်ကအားလုံးပေါင်း58လုံးဖြစ်သွားပြီပေါ့နော်ပထမရှိတဲ့၃လုံးအဲ၅လုံးအပူရရတဲ့နေတူတယ်အဲတော့58လုံးဖြစ်သွားပြီပေါ့နော် ဲ့တော့ကျွန်တော်ကဒီ gain နဲ့မှလည်း diamond ကိုကျွန်တော် PayPay နဲ့ဝယ်ပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့ PayPay account လက်ကျန်ကိုပြန်သွားဆေးရမယ်ပေါ့နော်ဘယ်လောက်ဖြတ်သွားလဲကျွန်တော်ရဲ့ PayPay account နဲ့အနည်းဘယ်လောက်ဖြတ်လဲပေါ့နော်ဒီမှာပြထားတဲ့အတိုင်းပဲ0.99ပဲဖြတ်တာဟုတ်မဟုတ်ကျွန်တော်ရဲ့ PayPay account တွေကိုပြန်သွားဆင်မယ်ပေါ့နော် ကဲအခုဆိုရင်တော့ကျွန်တော်ရဲ့ PP account ထဲမှာ4.01ပဲရှိတော့တယ်အဲ့တော့ဒီမှာကျွန်တော်ဒီ transition တွေသွားဆက်တယ်ပေါ့နော်ဒီမှာလည်းဒီမှာ0.99ဆိုပြီးတော့ကျွန်တော်ဖြတ်သွားပြီပေါ့နော်ကဲဒီလောက်ဆိုလို့ရှိရင်ကိုမှရှိတဲ့ PayPal account နဲ့ Google Play Store မှာချိန်ပြီးရင်ဒီ in-game item တွေကိုဘယ်လိုဝယ်ရမလဲဆိုတာကိုသိလောက်ပြီလို့ထင်တယ်။ ဒီလိုဝယ်ခြင်းတွင်ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ကနှစ်ခါကုန်ဆင်းလို့ရတယ်ကျွန်တော်ခုနပြောခဲ့သလိုပဲဒီ PayPal ဒေါ်လာကိုလည်းကျွန်တော်တို့ကဒီ online ပေါ်မှာ PayPal ဒေါ်လာရှာတဲ့ဂိမ်းတွေလည်းသွားရှာမယ်အဲ့တော့ကျွန်တော်တို့ကဒီဒေါ်လာကို free ရတယ်ဗျာအဲ့ရနေကျွန်တော်တို့ကဒီ in please do နဲ့ချိန်မယ်ချိန်ပြီးတော့ in-game item သွားဝယ်တယ်အဲ့လိုဝယ်တဲ့အချိန်မှာလည်းကျွန်တော်တို့ကဒီ please do မှာ play point တွေပြန်ရတယ်အဲ့ဒီ play point တွေကပြည်လာခဲ့ရင်လည်းကျွန်တော်တို့ကဒေါ်လာတစ်ခါထက်လဲလဲပြီးတော့ကျွန်တော်တို့လိုချင်တဲ့ ဒီအင်ဂိမ်း item တွေအဲကိုတုံးခြင်းတွေဟာဒီမှာပြန်ပြီးဝယ်တုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနှစ်က free ရတယ်အဲ့တော့ဒီလိုရဖို့အတွက်ဆိုလို့ရှိရင်ကိုမှဒီ PayPal account ရှိရမယ်အဲ့ဒီ PayPal account ကလည်း Visa ကက်ချိတ်ထားတဲ့ PayPal အကောင့်မျိုးဖြစ်ရမယ်ပြီးရင် Play Store မှာ US region ပြောင်းထားတဲ့ Play Store အကောင့်ဖြစ်ရမယ်ပေါ့နော် အဲ့ဒီ URL region ပြောင်းထားတဲ့ Play Store လဲကျွန်တော်တို့က Play Point လေးဖွင့်ထားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ကတပည့်ကုန်းဆင်လို့ရသွားပြီပေါ့နော်အဲ့တော့ဒီလိုအပ်တဲ့ဒီ Play Point ဖွင့်ချင်တာပဲဖြစ်ဖြစ်အခုလို PayPal Visa Verify အကောင့်မျိုးလိုချင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram မှာလာပြီးတော့ဆက်သွယ်ပြီးတော့ဝယ်လို့ရပါတယ် ကျွန်တော်ရဲ့ Telegram channel တွေအကောင့်တွေကိုလည်းကျွန်တော်ဒီဗီဒီယိုရဲ့ description မှာကျွန်တော်ချပေးထားပါမယ်။ဒါမှမဟုတ်ကျွန်တော် comment မှာလည်းကျွန်တော် link တွေချပေးထားပါမယ်။အဲတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ။